အလုံးသောဓမ္မမိတ်ဆွေညီကိုမောင်နှမမြတ်ခမခရစ်တော်နာမအားဖြင့်မင်္ဂလာပါလို့ပြောချင်ပါတယ်ဒီကနေ့မိတ်ဆွေတို့ကိုဝေမျှခြင်းနဲ့နှုတ်ကပတ်တော်လေးကိုမဝေမျှခင်မှာမိတ်ဆွေတို့အနေနဲ့ဒီနှုတ်ကပတ်တော်ကိုကြားခြင်းနဲ့မိမိအသက်တာ၌ခံယူခြင်းနဲ့ဆိုလို့ရှိရင်တော့လွတ်မြောက်ခြင်းဖြစ်စေပါမယ်တို့တော့မိတ်ဆွေအနေနဲ့မကြိုက်မနှစ်သက်ဘူးဆိုရင်လည်းကြော်သွားလို့ရပါတယ်လို့ ကျွန်တော်ကတော့နေစင်မဟုတ်ရင်တော့မအပတ်စင်အမြဲတမ်းနှုတ်ကပတ်တော်ကိုဝေမျှတိုက်တွန်းပေးနေပါတယ်အရောက်စီတိုင်းပုံမဖျားရှင်ကောင်းချီးပေးပါစေဟုတ်ကဲ့ဒီကနေ့စံစာအားဖြင့်ဖျားရခင်ယေရှုခရစ်တော်ဒီကယ်တင်ရှင်နဲ့ပတ်သက်တဲ့အရာလေးကိုအတူချုံပြီးတော့ဝေမျှတတ်တည်ခံပါမယ်ခြေရတော်မိတ်ဆွေတို့ယနေ့ကျွန်ုပ်တို့အားလုံးကအကြီးမြတ်ဆုံးသော အမှန်တရားကို လိုလားကြပါတယ်ခရစ်တော်ဒီကျွန်ုပ်တို့ရဲ့ကယ်တင်ရှင်ဖြစ်တယ်တမန်ကျမ်းစာကဒီအမှန်တရားကို ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်ယောဟန်3:16မှာဗာပြောထားလဲဆိုရင်တော့ဖယားသခင်ရဲ့တားတော်ကိုယုံကြည်သောသူအပေါင်းတို့ဒီပျက်စီးခြင်းတို့မရောက်သာဝရအသက်ကိုရစေခြင်းကဖယားသခင်ဤမိမိ၌တပါးဒီတော်တားတော်ကိုစွန့်တော်မူသည့်တိုင်အောင် ဖြစ်တော်မူသည်လို့ပြောထားတယ်။ဒါကြောင့်မလို့ဒီနှုတ်ကပတ်တော်လေးကဘာပြောတာကျွန်ုပ်တို့ဒီတဲ့ယေရှုအပြည့်တဲ့အပြစ်နဲ့တေချင်းမှအာကဲ့တင်ရန်စေလွတ်လိုက်တော်ဖယားတခင်ရဲ့မြတ်တာတော်ကိုအဆုံးစွန်ဖော်ပြထားတယ်။ဒါကချစ်ချင်းမြတ်တာဖြစ်တယ်။ဖယားဖက်မှလာတဲ့ချစ်ချင်းမြတ်တာဖြစ်တယ်ဆိုတော့သိဖို့လိုတယ်။နံပါတ်1ကောင်းဝေနမန်တွေကဂျောတက်ကို ပြောတဲ့ နှုတ်ကပတ်တော်ထဲမှာဗာမြင်ရလဲဆိုလို့ရှိရင်တော့မတဲရှင်မတဲအခန်းကြီးတဲ့အငယ်27မှာတားယောက်ျားကိုဖွားမြင်လိုက်မဲ့ထိုသားဒီမိမိလူတို့ကိုအပြစ်မှာကဲချွတ်မိသူဖြစ်တော်ကြောင်းယေရှုဟူသောအမိဖြစ်မှဲ့ရမည်လို့ကောင်းကင်တမန်တွေကဆိုပါတယ်ဒါကြောင့်မလို့မိတ်ဆွေဒီကနေ့ ဖယားသခင်ရဲ့နှုတ်ကပတ်တော်ထဲမှာမြင်ရတဲ့အတိုင်းသားယောက်ျားကို မွေးဖွားလိုက်မယ်ထိုသားကိုယေရှုလို့မှဲ့ရမယ်လို့ယောသတ်ကိုကောင်းကင်တမန်တွေကဆိုထားပါတယ်ဒါကယေရှုကကဲတင်ရှင်ဆိုတာကိုယောသတ်ကိုဖော်ပြတာဖြစ်တယ်ယေရှုဆိုတော့အမိဟာကဲတင်ရှင်ဖြစ်တယ်ဆိုတော့ကိုဖော်ပြထားတာဖြစ်ပါတယ် နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဆက်ပြီးတော့သွားရမယ်ဆိုလို့ရှိရင်တော့တမန်တော်ဝိတ္ထုအခန်းကြီး၄၁မှာထိုတခင်ဤနာမတော်မှတပါငါတို့ကိုကယ်တင်နိုင်သောသုံတရားမျှကောင်းကင်အောက်လူတို့တွင်မပေါ်မရှိဟုပေတရုဒီထိုသူတို့ကမြစ်ဆိုတယ်ဆိုတဲ့အချိန်မှာ ကဲတင်ချင်းဟာဘဒုအပေါ်မှာလည်းမရှိဘူးမြေကြီးအောက်မှာလည်းမရှိဘူးမြေကြီးအပေါ်မှာလည်းမရှိကောင်းကင်မှာလည်းမရှိဘူးမြေအောက်မှာလည်းမရှိဘူးဆိုတာတွေ့ရတယ်။ဒါကြောင့်မလို့ယေရှုဟာထာဝရအသက်အတွက်တခုတည်းတော့နီလန်းဖြစ်ပါတယ်။ तू ကလူသားနဲ့ဖျားနဲ့ကြားမှာတရားဖြစ်ပြီးတော့ကျွန်ုပ်တို့ကိုအာဖျားရှင်နဲ့ပြန်လဲတင့်မြတ်စေတော့ ရစ်ပေါ်ဆောင်ရစ်ပူဆောင်မှုဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရပါတယ်တစ်ပေနှစ်24ထဲမှာဘာပြောထားတယ်လဲဆိုရင်တော့နှုတ်ကပတ်တော်ကငါတို့ဒီအပြစ်နဲ့ဆိုင်သောအရာ၌အသေးဖြစ်၍ဖြောင့်မတ်ခြင်းအရာ၌အသက်ရှင်စေမည်အကြောင်းငါတို့ဤအပြစ်များကို ကိုတော်တိုင်းတစ်တိုင်ပေါ်မှာခံတော်မူပြီ။တန်ချက်တော်များအဖြစ်တင်းတို့ဤအနာ၏ပြောက်လျက်ရှိကြ၏။ ဟာလေလုယာအင်မတန်မှကောင်းတဲ့နှုတ်ကပတ်တော်ဖြစ်တယ်။လက်ဝါးကားတိုက်ပုံမှာကျွန်ုပ်တို့ရဲ့အပြစ်တွေကိုထမ်းရွက်ခဲ့တယ်ဆိုတာကိုဤနှုတ်ကပတ်တော်ကအတိအလင်းဖော်ပြထားပါတယ်။အဖြောင့်မတ်ခြင်းတရားအတွက်အသက်ရှင်မိအကြောင်းကားတိုက်ပုံမှာကိုရော်တိုင်းကျွန်ုပ်တို့ရဲ့အပြစ်ကိုခံတော်မူတယ်ဆိုတာကိုတွေ့ရတယ်။ယနေ့တွင်အပြစ်ကြောင့် ျောက်ဆုံးသွားခြင်းကျိုးပဲ့သွားခြင်းခံစားချက်များလွန်ခြင်းတွေကိုအာဒီဝင်ထုတ်ဝင်ပိုးတွေကိုယေရှုကအနာရောဂါများကိုကားတိုင်းပေါ်မှာတင့်အားခေါ်တော်မူပြီးတော့စေကျော်သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်မာသဲ7:28မှာဝင်လေး၍ပင်မတော်သူအပေါင်းတို့ငါထံသို့လာကြလောငါဒီချမ်းသာပြီလေဟာလေလုယအင်မတန်ဝမ်းမြောက်စရာကောင်းတဲ့ နှုတ်ကပတ်တော်ဖြစ်တယ်မိษွေဝင်းမမြောက်ဘူးလားကျွန်တော်ဝင်းမြောက်တယ်ပြောနေရင်တော့မှကျွန်တော်ရဲ့နှလုံးသားထဲမှာအင်မတန်မှဝင်းမြောက်ခြင်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနှုတ်ကပတ်တော်ကဘာပြောလဲဆိုလို့ရှင်ကဲတင်ရှင်ဒီတင့်ကိုချစ်တော့တင့်အတွက်အသေးခံကသာဝရအသက်ကိုပေးဆောင်တော်သူဖြစ်တယ်ကျွန်တော်တို့ကိုကိုကိုအပြစ်စေးကြောနိုင်လားမစေးကြောနိုင်ဘူးကိုကိုကိုအပြစ်အတွက်အာ ကျွန်တော်တို့မလုံနိုင်တယ်လေမစည်းချိုးနိုင်ဘူးတင်းနေတာပဲเนาะကျွန်တော်တို့ရဲ့ယာဇဝင်တွေတောင်မှနောက်ကျောင်းယာဇဝင်တွေတောင်မှ ရှေ့မှာပေါ်ပေါ်လာတာပဲเนาะဒါကြောင့်မလို့ကျွန်တော်တို့ကိုယ်တိုင်မလုံနိုင်တဲ့အာယေရှုလုတ်ပေးတယ်ဝင်လေးတလားမိတ်ဆွေလာပါလို့ပြောပြတယ်ကဲနောက်ဆုံးမှာအာနောက်ဆုံးမှာဘာပြောထားနောက်ဆုံးကြမ်းပိုက်လေးအနေနဲ့ကျွန်တော်ဖတ်ချင်ပါတယ်အဘေတို့နီဟုမူကားတင်းဒီ သခင်ယေရှုကိုနှုတ်ပြဝန်ခံ၍ဖျားသခင်သည်တင့်ကိုတေးချင်းမှထမြောက်စေတော်မူပြီးဟုစိတ်နှလုံးထဲ၌ယုံကြည်လျက်ကဲ့တင်ခြင်းတို့ရောက်လိမ့်မည်ယောမ39ထဲမှာဒါကြောင့်မလို့ကျမ်းစာကပြောလဲတအားကြီးခက်ခဲတယ်လားကဲ့တင်ခြင်းရဖို့ဖျားသခင်သခင်ယေရှုကိုယုံဖို့ခက်ခဲတယ်လားခက်ခဲခြင်းလုံးဝမရှိပါဘူးဒါပေမဲ့လူတွေကခက်ခဲနေတယ်ကြတယ် ဒီမှာကဘာပြောလဲယေရှုတည်တခင်ဖြစ်တော်မူကယ်တင်ရှင်ဖြစ်တော်မူပြီးတော့နှုတ်ကနေပြီးတော့ကျွေးကြော်လိုက်လို့ရှင်ဖယားတခင်ကတေချင်းမှထမြောက်စေတော်မူကြောင်းကိုမိမိစိတ်နှလုံးထဲ၌ယုံကြည်လိုက်လို့ရှင်ကယ်တင်ခြင်းရောက်တယ်ဒါပဲတအားကြီးမခက်ဘူးဒါကြောင့်မလို့ယေရှုတည်ကယ်တင်ရှင်ဖြစ်တယ်သူဒီဒီလောကရဲ့မျှော်လင့်ချက်ဖြစ်တယ် အမောင်ထဲတွင် အလင်းနဲ့ထာဝရအသက်ရရန်လမ်းကြီးဖြစ်တယ်။ကျွန်ုပ်တို့ဒီထိုအမှန်တရားကိုရှင်လန်းမှုနဲ့အသက်ရှင်နေထိုင်ပြီးတော့အခြားသူများတို့ဝေမျှသက်တည်ခံကြပါစို့။အရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ။အာမင်။အာမင်။